မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အာနာသိန်းကောင်းဆောင်စကိုင်းရောက်နေစဉ်တိုက်လင်ပြစ်ချကန်သတင်းကြောင်းမူလအစီအစဉ်ဖြတ်ပြီးပြန်သွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစကောင်းဆောင်က၄နှစ်အတွင်း၃ချိန်မြောက်စကိုင်းတိုက်ကိုရောက်ရှိနေစဉ်မှာပဲပလဲမြို့နယ်မှာစစ်ကောင်စီရဲ့ဂျက်ဖိုက်တာကိုတော်လိုင်းတပ်များကပြစ်ချလိုက်တာဖြစ်ပြီးခီးစဉ်အတွင်းမူလအစီအစဉ်များဖြတ်သိမ်းသွားကြောင်းသိရပါတယ်ဇွန်လ၁ရက်နေ့လ၁၂နိုင်ကစကိုင်းတိုင်းပလဲမြို့ကိုပုံလာခြင်းနဲ့ဂျက်ဖိုက်တာကိုတော်လိုင်းပူပေါင်းတပ်တွေကပြစ်ချခဲ့ပါတယ် အဲ့ဒီအချိန်မှာစစ်ကောင်စီကောင်းဆောင်ပို့ချုပ်မှုကြီးမြင့်အောင်လိုက်နဲ့ဇနီးဖြစ်သူတော်ချီကျူလာကစကိုင်းမြို့ကိုရောက်ရှိနေပါတယ်။ သူရောက်နေတော့ပလင်းကလင်းရင်တရင်ကြားတာပဲမူလအစီစဉ်ကတော့ငလင်းပေးတဲ့သူတွေနဲ့ထပ်တွေ့ဖို့ပဲဒါပေမဲ့မျက်စိမျက်နှာပြက်ပြီးပြန်သွားတယ်လို့စစ်ကောင်ဆောင်တွားရောက်လည်ပတ်ခဲ့တဲ့စကိုင်းမျိုးကောင်းမှုတော့ကောပကဖွဲ့နဲ့နီးစပ်သူကပြောပါတယ်စစ်ကောင်စီကောင်းဆောင်ကငလင်းပေးအကြောင်းပြပြီးစကိုင်းမျိုးကိုလာရောက်ချင်းဖြစ်ပါတယ်အေဘီလာ6ရက်ကတကြိမ်လာရောက်ပြီး2025ခုနှစ်အတွင်းဒုတိယအကြိမ်များရောက်ရှိလာခြင်းဖြစ်ပါတယ်လက်နက်ကိုင်းခုကန်တော်လန်ကြီး အားကောင်းဆုံးဖြစ်တဲ့စကိုင်းတိုင်းကို2021နောက်ပိုင်းအာနာသိန်းခေါင်းဆောင်က2023မတ်လအတွင်းတစ်ချိန်သွားရောက်ခဲ့ပြီးဒီကနေ့ချိန်ထိလေးနှစ်အတွင်းသုံးချိန်သာသွားရောက်နိုင်တာဖြစ်ပါတယ်။အာနာသိန်းခေါင်းဆောင်စကိုင်းတိုင်းကိုရောက်နေစဉ်အညာတော်လိုင်းအင်အားစုတွေကဂျက်ဖိုက်တာကိုပစ်ချလိုက်တာကြောင့်နမိတ်မကောင်းမှုလို့ယူဆသွားနိုင်ကြောင်းစကိုင်းမြို့ကန်တုံးကပြောပါတယ်။သူကအတိတ်နမိတ်ကိုယုံနေလေသူလက်နေမှာတင်ကြတယ်။ကျမတို့စကိုင်းတိုင်းကိုလာတော့နေမြေစိုးမှုမရှိကြောင်းနိုင်ငံတကာကိုပြကျင်လို့လည်းဖြစ်နိုင်တယ်။အခုတော့သူတော်တော်လေးကိုစိတ်သက်ကြသွားတယ် ယ်လို့စကားမျိုးမှာလူငယ်တောင်ကပြောပါတယ်။ စကိုင်းမြို့မှပြန်လာပြီးမန္တလေးမြို့ကိုရောက်ရှိစဉ်အာနာသိန်းစကောင်စီကောင်းဆောင်ရောမိမဖြစ်သူပါမျက်နာမသားမယားဖြစ်နေတာကို၎င်းတို့ရဲ့ဝါရဖြန့်မီဒီယာတွေမှာတစေမင်းညကထုတ်ပြန်တဲ့ရှုပ်တန်တွေမှာတွေ့ရပါတယ်စကောင်စီတရဲ့ဂျက်ဖိုင်တာကိုပြစ်ချခဲ့ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် PLA ရင်မှတ်ပင်ခရိုင်ပကဖားရင်မှတ်ပင်မျိုးနဲ့ပကဖားလက်ယုံတပ်ဖြစ်တဲ့ ULF2 ကအတီးတီးထုတ်ပြန်ထားပါတယ်စကောင်စီကတော့တပ်မတော်လေးတိုက်ခိုက်ရေးလင်းရင်တစီလေးကျင့်ပြန်တိုင်းဆောင်ရွက်နေစဉ်ဆက်ချိုးရင်ပြီးမတော်တဆမှုဖြစ်ပွားခဲ့ခြင်းလို့ထုတ်ပြန်ထားပါတယ်နောက်ထပ် ပုတ်အနေနဲ့ဖားကံမျိုးနဲ့လုံခင်းချင်းရွာအုပ်စုကိုရောက်ရှိနေတဲ့စစ်တပ်ကိုနှစ်ရက်ဆက်တိုင်းတိုက်ခိုက်မှုစစ်ကောင်စီတပ်သား20ဦးထပ်မင်းတေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကံမျိုးနဲ့လုံခင်းချင်းရွာအုပ်စုကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုင်းတိုက်ခိုက်ရန်စစ်ကောင်စီတပ်သား20ဦးထပ်မင်းတေဆုံးခဲ့ကြောင်း KIA စီရေးတင်အရေးမြစ်တွေကပြောပါရတယ်။ဇွန်လ10ရက်နေ့မှာဖားကံမျိုးနဲ့လုံခင်းချင်းရွာအုပ်စုရှိမော်စီစာဖျားကုန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမော်စီစာတာယာကုန်းလုံခင်းတုတ်တန်လုံခင်းစစ်ရုံနဲ့လုံခင်းချင်း ီးရွာတို့တွင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးလာတာကြောင့် KIA KP တဲ့တပ်ဖွဲ့တွေကစနိုက်ပါဒရုန်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ဒီနေ့လည်းမော်စီစာတဝိုင်းမှာစစ်ကြောင်းထိုးလှုပ်ရှားနေတဲ့စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ KIA KPDF တွေထိတွေ့တိုက်ပွဲနေငယ်ရှိတဲ့မော်စီစာဘုရားကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကမော်စီစာတဝိုင်းတာယာကုန်းတဝိုင်းကို60မမရီနဲ့ပြစ်နေတာရှိရယ်မော်စီစာဘုရားကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကလုံခင်းတုတ်တန်လုံခင်းစီယုံတဝိုင်းရဲ့လုံခင်းရွာတွေကိုစစ်ကြောင်းထိုးလှုပ်ရှားနေရတာရှိရယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KIA KPDF တပ်ဖွဲ့တွေကစနိုက်ပါနဲ့ပစ်တာတွေစခရီထိကိုက်တိုက်ဆုံမှုရှိရယ်လို့ KIA စီရေးတရင်ရင်းမြစ်တွေကပြောပါတယ် အလာဒူဇွန်လ9ရက်နေ့မှာလဲစံခါချင်းရွာတောက်ပကျဲကုမ္ပဏီတဝိုက်ကိုစစ်ကြောင်းလာတဲ့စစ်ကောင်စီတပ်သားတွေကို KIA KBD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကစနိုက်ပါဒရုန်း40မမတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးကတွယ်မောက်ချင်းရွာတွင်ကိုပြေးဝင်သွားကပြည်သူပိုင်းပစ္စည်းများ လူရက်သွားကြောင်းအလားတူမော်ပီစာဖျားကုံဤငွေတစ္ဆာလက်ဖက်ဆိုင်မှာထိုင်နေတဲ့စစ်ကောင်စီတပ်သားနှုတ်ကို KIA KPD ရဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကပြစ်ခတ်တိုက်ခိုက်လိုက်ကြောင်းသိရပါတယ်။အဆိုပါနေ့ကတာတိုက်ပွဲအတွင်းအကြံဘက်စစ်တပ်မှ20ဦးထပ်မင်းတည်ဆုံပြီးအကြံဘက်စစ်ကောင်စီတပ်သားများကကတိမော်ရွာနဲ့ရှိပြည်သူပိုင်ပစ္စည်းတွေကိုဖျက်ဆီးသွားကြောင်းသိရပါတယ်။မနေ့တုန်းကလည်းဒီနေ့ပိုင်းရစ်စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20လောက်တည်ဆုံတာရှိတယ်။မနေ့တုန်းကအဲ့ဒီကတွေမော်မှာလက်နက်ကြီးတွေဒရုန်းတွေစနိုက်ပါတွေနဲ့ပစ်ခတ်ရတော့စစ်ကြောင်းထိုးနေတဲ့ဖွဲ့ရင်က ကတိမော်ရွာတဲ့ကိုဝင်ပြေးတာရှိတယ်။ ပြီးတော့ရွာထဲကဖျော်ရည်နေပတ်စံနေပစ္စည်းတွေဘာတွေလူရက်သွားတာရှိတယ်။အင်အား600ပါစစ်ကြောင်းကကမိုင်းလန်းကနေဖားကန့်ကိုဝင်လာတဲ့စစ်ကြောင်းကဖားကန့်ကိုရောက်လာပြီးကလေးကပြည်သူတွေကိုတပ်ဖြတ်ခံရတာ16ရောက်ရှိပြီးတော့ဒဏ်ရာရတာကလည်းအယောက်20လောက်ရှိပြီးအခုလောလောဆယ်တော့မော်စီစာလုံခင်းစံကအဲ့ဒီဘက်တဝိုက်ကပြည်သူတွေအနေနဲ့စည်ရင်းနားဆွနေဖို့အရေးကြီးတယ်စစ်ကြောင်းထိုးနေတဲ့အတွက်စည်ရင်းလုံကြုံရေးတတိနဲ့နေထိုင်ကြဖို့အရေးကြီးတယ်လို့ KIA စည်ရင်းတဲ့ရင်မြက်ကဆိုပါတယ်ဖားကန့်မြို့နယ်အတွင်းကိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးတော့ပြည်သူများနေထိုင်ရာကျင်းပများ တွင်ကိုလက်နက်ကြီးများနှင့်ပစ်ခတ်ခြင်းကြောင့်စိန်ကုမ္ပဏီများကိုမိရှုခြင်းပြည်သူများကိုပစ်ခတ်တပ်ဖြတ်ခြင်းများလှုံ့ဆော်လျက်ရှိရာပြည်သူ၁၉ဦးတည်ဆုံးပြီး၂၀ကျော်ဒဏ်ရာရရှိကြောင်းသိရပါသည်။လက်ရှိမှာဖားကတ်မြို့နယ်ကိုရောက်ရှိနေတဲ့တမမှုကမိုးကောင်းတဲ့နမတိကြားမှာစကကတုံးတက်မှု DSA ပတ်စဉ်၄၀နှစ်ကျောင်းစဉ်ပုံမှုချုပ်ဆောင်ဝင်ရောက်ရှိနေခြင်းဖြစ်ကြောင်းသိရပါသည်။နောက်ထပ်တစ်ပုဒ်အနေနဲ့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောတာဝန်မှအနားယူပြီးသမ္မတရဲ့မျှော်မှန်းချက်များကိုမြင့်တင်ပေးသွားမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG တမရယုံရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောက၎င်းတာဝန်ယူထားတဲ့ယာတူမအနာယူကတမရရဲ့မျိုးမှန်းချက်တွေကိုမြင့်တင်ပေးသွားမယ်လို့ဇွန်လ10ရက်မှာထုတ်ပြန်ကြေညာပါတယ်။ထို့အတူ NUG တမရယုံကလည်း၎င်းတို့ဒီကနေ့ကစာပြီးပြောရေးဆိုခွင့်ရှိသူတာဝန်မှာအနာယူခွင့်ပြုပြီးတမရယုံရဲ့မဟာဗျူဟာမြောက်ထိတွေ့ဆက်ဆံမှုနဲ့ပေါင်းစပ်ညီနိုင်ရေးကဏ္ဍတွေမှာဆက်လက်တာဝန်ယူထမ်းဆောင်စေမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီလိုအနားယူရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးအန်ယူဂျီတမရယုံဦးကျော်စောတို့ကဖော်ပြပြောဆိုခြင်းမရှိသလိုဝင်ကြီးချုပ်ယုံရင်ပြောခွင့်ရဦးနေဖုံလက်ကိုအေရရီတိုင်းသတင်းဌာနကဆက်သွယ်မိမြန်ခဲ့ပြီးမြေတီကြစွာဖြေကြားတာမျိုးမရှိပါဘူးဦးကျော်စောရဲ့ထုတ်ပြန်ချက်အရ၎င်းတာဝန်ယူလှုပ်ဆောင်သွားမယ့်အခမ်းကဏ္ဍတစ်တွေကတမရယင်မျောမန်းဆောင်ရွက်ချက်များကိုမြင့်တင်ပေးပြီးတမရယုံရဲ့အဓိကဖွဲ့ဝင်တအုပ်ဖြစ်ဆက်လက်ပါဝင်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အန်ယူဂျီအစိုးရနဲ့ຫນွေဦးတော်လိုင်းပေါ်ထားရှိတဲ့ဂတိကဝတ်တွေကိုလည်းစဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ီသမရုံပြောခွင့်ရဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အတွက်လွန်စွာဂုဏ်ယူဝမ်းမြောက်ကြောင်းဆုထားပါတယ်။တားပြင်းလေးနှစ်တာအတွင်းသမရုံပြောခွင့်ရတာဝန်ကိုယုံကြည်စွာအနင်းခဲ့တဲ့ NUG သမရအစိုးရဖွဲ့ဝင်များနဲ့သမရုံအတွင်းဝင်တို့ကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းဦးကျော်စောက၎င်းရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။နောက်ထပ်တပုံးနေနဲ့မြန်မာပြည်ပြန်ရန်ခက်ခဲနေသူတို့ကိုအမေရိကန်မှနေထိုင်ခွင့်ဆက်ပေးဖို့ NUG တောင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စေအိုစုကြောင့်နေရမပြောင်းနိုင်သေးတဲ့မြန်မာများအတွက်အမေရိကန်ပြည်ထောင်စုမှရှာယီခိုလုံခွင့်အစီအစဉ်ကိုတက်တန်းတုံ့ပြန်ပေးဖို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံအတွင်းအခြေအနေဆိုရင်းကြောင့်နေရပြောင်းရင် NUG နဲ့ကြုံတွေ့ရနိုင်သူအများအပြားရှိတယ်လို့ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က NUG အစိုးရ လာစဉ်ပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းထုတ်လွှင့်ချက်မှာပြောဆိုလိုက်တာပါဆင်အာနာသိမ်းဖို့စူးစမ်းမှုရဲ့နောက်ဆက်တွဲကုကံစစ်တွေဖြစ်ပွားနေတဲ့ပြင်အကြမ်းဖက်စစ်တပ်ကလူငယ်လူရွယ်တွေကိုအတင်းအဓမ္မစစ်သားစုဆောင်မှုစူးစမ်းနေတာတွေကြောင်းအထူးသဖြင့် American ပြည်တော်စုကိုရောက်ရှိနေတဲ့လူငယ်လူရွယ်တွေចောင်းသားတွေကနေရက်ကိုမပြောင်းနိုင်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ် American ပြည်တော်စုအနေနဲ့နေရက်မပြောင်းနိုင်သေးတဲ့သူတွေကိုလက်ခံစောင့်ရှောက်ပေးခဲ့တာကိုလည်းကျေးဇူးတင်ပါတယ်ရှားရီအကာအကွယ်ပေးမှုအစီအစဉ်ကိုတက်တန်းထပ်မံတုံ့ပြန်ပေးဖို့မြစ်တမ်းရက်ခံလိုက်ပါတယ် ်မြန်မာအပါအဝင်နိုင်ငံ၁၂နိုင်ငံမှနိုင်ငံသားများကိုအမေရိကန်နိုင်ငံနဲ့ဝင်ရောက်ခွင့်ပိတ်ပင်တဲ့အမိန့်ကိုတမ်မနာဒေါ်နန်ထရန့်ကဆွန်လာလီရက်မှာလက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။အမေရိကန်ပြည်တွင်းအမျိုးသားလုံခြုံရေးကိုချိန်ချနိုင်တာကြောင့်ပိတ်ပင်ခြင်းဖြစ်တယ်လို့ဒေါ်နန်ထရန့်ရဲ့အမိန့်မှာဖော်ပြထားပါတယ်။မြန်မာပြည်သားအများအပြားကဗီဇာမျိုးစားနဲ့အမေရိကန်ပြည်ထောင်စုကိုရောက်လာကြပြီးဗီဇာ ရက်လွန်နေထိုင်ကြသူများဖြစ်တယ်လို့ဆိုပါတယ်လုံခြုံရေးကိစ္စရီနဲ့ဆက်ဆက်ပြီးအမေရိကန်အစိုးရလုံတင်လုံထိုက်တဲ့ကိစ္စများဆောင်ရွက်နေတာကိုနားလည်ကြပိတ်ပင်ခံလိုက်ရသူတွေမှမြန်မာနိုင်ငံသားများပါဝင်နေတဲ့အတွက်စိတ်မကောင်းဖြစ်ရကြောင်း NUG ကဥနီဖုံလက်ကထည့်သွင်းပြောကြားခဲ့ပါတယ်အမေရိကန်ရောက်မြန်မာပြည်သားများအကူအညီလိုအပ်ပါကအမေရိကန်မှာရှိနေတဲ့ NUG အစိုးရတာဝန်ရှိသူတွေကိုဆက်သွယ်ပြီးအကူအညီတောင်းခံကြဖို့လည်းဥနီဖုံလက်ကတိုက်တွန်းပါတယ်မြန်မာပြည်သားတို့ကိုနိုင်ငံတကာအထူးသဖြင့်အနောက်နိုင်ငံတွေကပြည်ဝင်ခွင့်အကြီးအကျယ်ကန့်သက်ထားလိရှိပါတယ်ဒီအခြေအနေမှာနိုင်ငံတစ်ခုကိုဝင်ရောက်ခွင့်ပိတ်ပင်ကြောင်းကြီးညာခံရမှုကိုပထမဆုံးချိန်ကြုံတွေ့လိုက်ရခြင်းဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုရောက်မြန်မာပြည်သားတွေထဲမှာစစ်ဘုတ်ချုပ်တွေရဲ့ရှန်ကြောင့်နေရပြန်နိုင်ခြင်းမရှိတဲ့အတွက်ကိုလုံခွင့်တောင်းခံသူများစွာရှိ ပါတယ်။ဒီလိုတောင်းခံသူတွေထဲမှာအချို့မှာနေရရင်မှာအန်နီယကင်းလင်ကစားအမေရိကန်ပြည်ထောင်စုမှာဆက်လက်နေထိုင်လို့တဲ့အတွက်ခိုလုံခွေတောင်းခံခဲ့ကြတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။